တယ်ကျွန်တော်အငယ်လို့ဖြစ်နေတယ်သူနဲ့ကျွန်တော်နဲ့တွေ့ရတဲ့အချိန်က तू session နဲ့မှာတွေ့ရပါတော့ဟုတ်လေမခေါ်ပဲရောက်လာတယ်အော်ဒါမနေ့ကကျွန်တော်နှစ်ယောက်ပြက်နာတက်ကြတယ်ပြက်နာတက်ပြီးသွားရင်အပီမှာနှစ်ယောက်လုံးပါဒီဇိုင်းဆုံးဖြတ်ချက်ချနိုင်ခဲ့လဲဆိုတော့ဟိုနောက်ကိုနေမကြိုက်တာကမလုပ်တော့ဘူးငါမကြိုက်တာနေမလုပ်တော့ဘူးဟိုနေမကြိုက်တာပါလေအဲ့ဆိုနေအဲ့ဒါအဲ့နှစ်ခုလုံးမကြိုက်ဘူးမလားအဲ့ဆိုငါလည်းမလုပ်တော့ဘူးနေလည်းမလုပ်တော့ဘူးဒါပြီးသွားအဖြစ်တဲ့အတွက်ဒါအခြေရေးတဲ့ပို့ခိုင်းမာတာပေါ့နော်ဟုတ် သူကျွန်တော်ပုံမှာချစ်နေတွေ့ရတော့ကျွန်တော်လည်းသူ့ကိုချစ်နေအောင်ပါပဲအဲ့လိုပဲကျွန်တော်ကိုသူထားခဲ့ပြီးတော့နောက်တစ်ယောက်နဲ့သူတွဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကဒါခွန့်လွတ်ပေးပြီးတော့ခါကြတော့ပေါ့နော်ဒါသူဒီသူ့ရဲ့ကောင်းမွန်တဲ့အာသူ့ရဲ့ကူစားပတ်တရားကိုသူထက်ရှာတွေ့သွားတယ်လို့ပဲကျွန်တော်ကတွေးပါတယ်ကျွန်တော်ထက်ကောင်းတဲ့လူတယောက်ကသူ့ကိုလာခေါ်သွားမယ်ဆိုကျွန်တော်အချိန်မီပေးပါ more on the stay on the ground now our people will need a cheap Instagram မှာမမတင်ဘူးလေ။ဒါမှမတင်ဘူး Instagram မှာ။ချစ်ယူချက်ပြောပါမယ်။ဟုတ်ဘူးတကယ်လေအဲမကွဲပါဘူး။ဒါကျွန်တော်တို့ရဒါအချင်းချင်းဒါပုံဝင်လေးလေးပြောရလို့ရှင်တယောက်နဲ့တယောက်ဒါအမြဲတမ်းဒီလိုင်းပဲအချစ်ရေးဆိုတာတော့ရှိတာပေါ့နော်။တခါလေးကြားလို့ရှင်ကတော့ကစားလေးရှိရှိတာပေါ့။ဒါပုံမှန်အတိုင်းပါပဲလို့ အဲအဲ့လိုပဲအဲ့လိုပဲပြောရမှာပေါ့စိတ်ကောက်နေရလို့တော့မဟုတ်ဘူးကျွန်တော် တခါလေးကြားလို့ရှိရင်တတိပေးတာမျိုးရှိတယ်တတိပေးတာမျိုးကဘာလဲဆိုတော့နင်တာငါမကြိုက်ဘူးမလုပ်တော့နဲ့ဆိုတဲ့အားမျိုးပေါ့နော်ဒါကြောင့်မလဲစင်ကြင်ရမယ့်ဘိုင်းပေါ့နော်အတော်များများ Instagram ကကျွန်တော်ရဲ့နိုင်ငံခြား friend တွေဆိုလဲလာပြောတယ်နင်အရင် control မလုပ်နဲ့အဲသူကတော့ international ဘက်ကဖြစ်တာဖြစ်တဲ့အတွက်ဒါ foreign site အများနဲ့အပြည့်နဲ့ပဲသူကပြောတာပေါ့နော်နင်အရင် control မလုပ်နဲ့ ွန်ထရိုးလုပ်လို့ရှိရင်ပြတ်တောက်သွားလိမ့်မယ်ဒီဂိဒီဆိုရှယ်ဒီဆိုရှယ်လက်တီတီပေါ့နော်ဒီပုံစံတိုင်းပဲဆိုတဲ့ဟာမျိုးပုံစံမျိုးလေးပြောရဖြစ်တဲ့ကျွန်တော်လည်းဒါပြတ်တောက်ဖြစ်လိုက်တာပေါ့နော်ဟုတ်အဲ့လိုမျိုးရလို့မဟုတ်ပါဘူးကျွန်တော်ကြာနေနေအချစ်ကြီးရောခါကြတော့ငါပဲလို့ရမယ်ငါငါလို့တိုင်းလိုက်မလို့ပါဘူးပြဟာမျိုးလေးရှိအာသူကငယ်တာဟုတ်ကျွန်တော်6နှစ်ကြီးဟုတ် ငယ်လို့ဖြစ်နေဟုတ်တယ်ကျွန်တော်အငယ်လို့ဖြစ်နေ तू နဲ့ကျွန်တော်လည်းတွေ့ရချင်းက तू session နဲ့မှာတွေ့ရပါတော့ဟုတ်လေမခေါ်ပဲရောက်လာတယ်အမနိုင်ပြခုမှချပြရလို့တော့မဟုတ်ပါဘူးမိမိနဲ့တော့ကလည်းဒါတွေ့နေတာပဲအမြဲပါပါလေအမရာရှင်လေးနဲ့တော့ကလည်းတွေ့တာပဲအနားမှာသူအမြဲရှိနေရပဲလေအဲ့လိုပဲတသေးနဲ့မှလည်းရှိရပဲပုံနေဗီဒီယိုတွေမှာမြဲပါနေရပဲဒါလူတွေကတတိမထားမကြလို့တာပေါ့နော်ဟုတ် အာ relationship တခုကတော့ထင်းထင်းရတယ်လို့ရယ်လို့တော့မရှိပါဘူး။ဒါတယောက်နဲ့တယောက်ကချစ်နေတယ်၊တယောက်ပေါ်တယောက်မေတ္တာထားတယ်၊တယောက်ပေါ်တယောက်နားလည်ဆိုတာ relationship တခုကခိုင်မာတာပေါ့နော်။မနေ့ကကျွန်တော်တို့နှစ်ယောက်ပြက်နာတက်ကြတယ်။ပြက်နာတက်ပြီးသွားတဲ့အပီမှာနှစ်ယောက်လုံးဗာတစားဆုံးဖြတ်ချက်ချနိုင်ခဲ့လဲဆိုတော့ဟောနောက်ကိုနေမကြိုက်တာကမလုပ်တော့ဘူး။ငါမကြိုက်တာနေမလုပ်တော့ဘူး။ဟောနေမကြိုက်တာကဗာလေ။ဟောသူနဲ့ကိုယ်နဲ့မှာပေါ့နော်။နေလည်းဒီလိုလုပ်တယ်၊ငါလည်းဒီလိုလုပ်တယ်ဆိုရင်ဟာတခုနဲ့ တင်တာဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဆိုနင်အဲ့ဒါအဲ့နှစ်ခုလုံးမကြိုက်ဘူးမလားအဲ့ဆိုငါလည်းမလုပ်တော့ဘူးနင်လည်းမလုပ်တော့ဘူးလေဒါပြီးသွားဖြစ်တဲ့အတွက်ဒါအခြေရေးတဲ့ပို့ခိုင်းမာတာပေါ့နော်ဟုတ် more on the stay on the ground now our people will need ဖြစ်တာပေါ့ဒါ sporting ဖြစ်တာပေါ့ဒါဟိုအမြဲတမ်းကျွန်တော်ဆိုလို့ရှိရင်ဒါ sporting အရန်လုတ်ပေးရတဲ့မှာပါတယ်ဟိုကျွန်တော်ဟိုအရန်ဘယ်လိုပြောမလဲဆိုခက်ခဲနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါတဲတဲသွားပြိုင်တဲ့ကာလတစ်ခုလုံးမှာဆိုလို့ရှိရင်လည်း hotel တွေ ဒါမိတ်ကက်ဆရာတွေတို့ဟိုတယ်တွေအကုန်လုံးပေါ့နော်လိုအပ်တာတွေမှလည်းမြတ်သူက booking လုပ်ပေးတယ် book ပေးတယ်ဟိုတယ်လုပ်ပေးတယ်သူကနေဖြတ်ပေးတယ်လိုအပ်လို့ရှိရင်ငွေထုတ်ပေးတယ်အဲ့လိုမျိုးပေါ့အများငွေကြီးရစားသူကကုညီထောက်ပံ့ပေးရတယ်မှာပါပါတယ်ဗျာဟုတ်ဖြစ်စီကျမှာလေသူကကျွန်တော်ကိုလမ်းမှန်တစ်ခုပေါ်မှာရောက်ပြီးတော့ခါကြတော့ကောင်းမွန်တဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဒီ business တစ်ခုကိုတိစောက်နိုင်ဖို့အတွက်သူကတော့မျှော်လင့်တာပေါ့နော်သူကဂျပန်လူမျိုးတစ်ယောက်ဖြစ်တာဖြစ်တဲ့အတွက်ဟုတ် အောင်မြင်လာတဲ့အချိန်မှလည်းရှိရယ်ဝမ်းနေတဲ့အချိန်မှလည်းရှိတာပေါ့နော်အောင်မြင်လာတဲ့အချိန်မှဆိုလို့ရှိရင်လည်းဘေးနားကနေပြီးအောင်မြင်လာအောင်မြင်ပေးတယ်ပေါ့နော်ကျွန်တော် first runner ရဲ့ယာတော့ကဆိုလို့သူဘေးနားမှာသူလည်းပျော်ပေးတယ်ပေါ့နော်အဲ့လိုပဲအာတတဲ second runner ရဲ့ယာတဲ့အချိန်မှဆိုလို့ရှိရင်လည်းဒါကိုရီအတွက်အရန်ခံစားတဲ့အချိန်မှဆိုလို့ဘေးနားမှာနှစ်သိမ့်ပေးရတယ်မှာပါတာဖြစ်တဲ့အတွက်အဲ့လိုပဲအမီမီငိုရတဲ့ခါမှဆိုလို့ရှိရင်သူဟာလိုက်ငိုတာမျိုးလေးရှိရဆိုတော့ဒါတကယ်ကိုတတ်မိုးထားတဲ့အရာတစ်ခုပေါ့ကျွန်တော်ဘဝရဲ့ဒါတတ်မိုးထားအောင်တစ်ခုလည်းမှာပါတဲ့သူတူပေါ့နော်ဟုတ် အဲပြောရမယ်ဆိုလို့ရှိရင်ပန်တိုင်းပြောလို့ရှိရင် relationship တခုပါလေတယောက်ကိုတယောက်ပေါ့နော်ဟိုအရန်ထိချုပ်ထားရင်မကောင်းဘူးပေါ့နော်ကျွန်တော်လည်းအဲ့အချက်တွေကိုပြင်ဆင်ရမယ်တယ်မှာပါတယ်ဘာလို့လဲဆိုတော့ controlling အရန်လုပ်တဲ့ခါကျရင်အရန်တင့်ကျက်လာရင်ပြတ်တောက်သွားမှာပေါ့နော်အဲ့တော့ခါကျတခါလေကြာရင်တော့ short ချရမှာပေါ့ခါလေကြာရင်ကိုကဟိုကိုယ်စိတ်နဲ့ပဲတိုင်းပြောခါကျတော့တွေးတာပေါ့နော်အဲ့တော့တခါလေကြာကိုလည်းတွေးမိလိုက်တော့သူလည်းငယ်သေးတာပဲပြောချင်းရှာမှာပဲဆိုရင်ရာလေးနဲ့တွေးပြီးတော့ခုလုပ်ပြရတာ အနေဝေးတဲ့ခါကျယုံကြည်မှုတွေကိုပြီးတစားရတာမျိုးရှိလားမျိုးတွေရှိနေဝေးတော့ခါကျတော့ဘယ်လိုပြောမလဲဆိုတော့ဟို long distance ဖြစ်ပေမဲ့တယောက်နဲ့တယောက်ပေါ့နော်တယောက်ရဲ့တယောက်ကိုတယောက်ယုံကြည်ပြီးရတာအရေးကြီးတာပေါ့နော်ကျွန်တော်ပြောပြပြီးလေအချစ်ကအချစ်ပဲကြံစည်ရေးမပါဘူးဖြစ်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ချစ်နေဖို့ပဲလိုတာပေါ့နော်ကျွန်တော်ပုံမှန်ချစ်နေတွေ့ရတော့ကျွန်တော်လည်းသူ့ကိုချစ်နေအောင်ပါပဲအဲ့လိုပဲကျွန်တော်တို့သူထားခဲ့ပြီးတော့နောက်တစ်ယောက်နဲ့သူတွဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကဒါခွန့်လွတ်ပေးပြီးတော့ခါကြတော့ပေါ့နော်ဒါသူဒီသူ့ရဲ့ကောင်းမွန်တဲ့အာ သူ့ရဲ့ကုသဘတ်တရားကိုသူထက်ရှာတွေ့သွားတယ်လို့ပဲကျွန်တော်ကတွေးပါတယ်ကျွန်တော်ထက်ကောင်းတဲ့သူတယောက်ကသူ့ကိုလာခေါ်သွားမယ်ဆိုကျွန်တော်အချိန်မီပေးပါလို့ပြောတာဆီကားပါဘူးသူတို့အချင်းမျိုးရှားရတယ်နော်ဘယ်လိုမျိုးတွေကကြောက်ပါဘူးအဓိကတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုကျွန်တော်ကကြာတော့ငငယ်ကလေးကအဆွေလန်းကြည့်ရ နောက်တစ်ခုကကြတော့ပြီးတော့နောက်တစ်ခုကတငယ်ချင်းတွေပေါ်ဆိုလို့ရှိရင်လည်း comment နဲ့ပေးရပေါင်းတဲ့နေဥပမာအခုကျွန်တော်ရဲ့ live ထဲမှာကျွန်တော်တငယ်ချင်းတွေမရှိရောဘူးအခုကျွန်တော်ရဲ့သမီးတွေဒီကျွန်တော်မွေးထုတ်ထားတဲ့တပည့်တွေအကုန်လုံးကျွန်တော်ရဲ့တငယ်ချင်းတွေပဲသူတို့ကိုထိခိုက်တာမျိုးသူတို့ကိုဟိုစိတ်နောက်ရှက်ဖြစ်တာမျိုးကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးကိုကပဲဥဆောင်ပြီး leader လုပ်ပြီးရောပဲကိုကပဲရန်ရန်ပြန်ဖြစ်ပေးတယ်ကောက်ွယ်ပေးတဲ့အချိန်မှာပါလာဖြစ်တယ်တော့ပေါ့နော်ဟုတ်ဆစ်ဆိုရင်လည်းအချိန်နေရာမှာသူရဲကောင်းပါ ဟုတ်တယ်အဲ့အဲ့လိုမျိုးပဲပေါ်ပါပေါ့သူနဲ့သွားတယ်တခုခုဆိုလို့ရှိရင်ကျူကအမြဲတမ်းကာကွယ်ပေးနေရပြီဖြစ်တယ်အတွက်ပေါ့နော်ဟုတ်ဖြစ်တယ်ဆိုလည်းဖြစ်တယ်တော့တမိတော်ရဲ့အတွက်ဆိုလည်းတော့တော့ဟုတ်တောင်းဝယူထားရတာဆိုတော့ဟုတ်ကဲ့တော့တော့ရှာလို့မရတော့ဟုတ်ကဲ့အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်လည်းအရင်ကောင်းနေတယ်ပါဘာမှမပါပါဘူးညဟုတ်ဟုတ်အာကျွန်တော်ရဲ့အခြေအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့အဆုံးသွဲလေးကိုပေါ့နော်သဘောကျပြီးရဲ့ဒါ ျွန်တော်တို့ရဲ့ fan တွေကတော့လည်းကျေးဇူးတင်ပါတယ်လို့ဒါဟိုကျွန်တော်အခြေရေကကျွန်တော်အခြေရေတက်တက်ပေါ့နော်ကျွန်တော်ရဲ့အလုပ်ကအလုပ်တက်တက်ဖြစ်တဲ့အတွက်ပေါ့နော်တစ်ခါလေကြာလို့ရှိရင်ကျွန်တော်တို့ရဲ့ဟာလေးတွေကိုကြည့်ပြီးမျက်စိနောက်သွားတဲ့သူတွေရှိလို့ရှိရင်ကျွန်တော်ဒီနေရာနေပြီးအားလုံးတောင်းပန်ပါတယ်လို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့မနက်ကလာပြီးတော့ operator အမြင်လာတယ်ဗျညမအမြင်လာနေကြပဲအမြင်အမြင်လာနေကြပြီးရမရအောင်တည်ရနော်အဲ့လိုယူတော့